သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုကိုစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိထ viewers ခန်းသိမ့်တိုက်ပွဲမှာစစ်ကောင်စီဘက်မှ viewer မှုအပါအဝင်တပ်သား100ခန့်တိုက်ဆုံးပြီးလက်နက်ခဲယမ်းများတိမ့်ပိုက်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တနင်္သာရီတိုင်းဒဝဲခရိုင်အတွင်းမှာရှိတဲ့ထိထ viewer scan တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်မှ viewer မှုအပါအဝင်တပ်သားတရာခန့်တိတ်ဆုံသွားပြီးလက်နက်ခဲယမ်းများတိမ်ဆဲရရှိခဲ့ကြောင်းပုတ်ပြင်းမြို့နယ်ပြည်သူရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ April 12ရက်နေ့ညနေ3:00အချိန်မှာစတင်ပြီးစစ်ကောင်စီရဲ့ထိထ viewer scan တဲ့တိုက်ပွဲကိုစတင်ခဲ့ရမှာရှစ်ရက်ခန့်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးနောက် April 16ရက်နေ့ညနေ9:00အချိန်မှာစကန်ကိုအပြီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါစကန်းသိန်းတိုက်ပွဲမှာစစ်ကောင်စီဘက်မှဗျူဟာမှုအပါအဝင်တပ်သား100ခန့်သေဆုံးသွားပြီးတော်လန်ရေးပူပေါင်းတပ်ဖက်မှတဦးကြဆုံးခဲ့ကြောင်းစစ်ကောင်စီထံမှ120မမနှလန်း60မမ40မမ RPG နဲ့ဆက်တနက်များလက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့ကြောင်းစစ်ကောင်စီက MI-17 ရဟယင် K8W Jet Fighter နဲ့ဝိုင်းတွဲလေယာဉ်များကိုအသုံးပြုပြီးနေ့စဉ်နှိပါဘုံများကျဲချတိုက်ခိုက်ခဲ့တဲ့ကြားမှာစကန်းကိုတိမ့်ပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ် အဆိုပါစကန်ဒိန်စစ်စင်ရေးမှာ KNU တက်မဟာလီတက်မဟာမှုဦးစီးတဲ့တော်လန်ရေးပူပေါင်းအဖွဲ့များနဲ့အတူအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့များဗိုလ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ပါဝင်ခဲ့ကြကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အုတ်ဖို့မှာ PDF တွေတည်ရဲရင်လာခဲ့လို့စိန်ခေါ်ခဲ့တဲ့ငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးပြစ်ခတ်ခံရပြီးတိတ်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲဂိုတိုင်အုပ်ဖို့မြို့နယ်မှာ PDF တွေတည်ရဲရင်လာခဲ့လို့စိန်ခေါ်ခဲ့တဲ့ငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးပြစ်ခတ်ခံရပြီးပွဲချင်းပြီးတိတ်ဆုံသွားကြောင်းတာယာဝတီ KI PDF မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် ယမန်နေ့ဧပြီလ20ရက်နေ့နနက်6:00မိနစ်ခန့်အချိန်အုပ်ဘုံမြို့နယ်ကျောင်းစုရွာမှာနေထိုင်တဲ့ငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးဟာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးဖို့ငရှင်ရိုးရွာအလှကိုရောက်ရှိနေစဉ်မှာတာယာဝရီခရိုင်တရင်383ညနဲ့တခွဲလေးမြောက်ပြောက်ကြတပ်ဖွဲ့မှတော်လန်ရေးရဲဘော်များကငရှင်ရိုးရွာလေအလှမန်းတဲ့အနီး၎င်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ် အဲဒီတိုက်ခိုက်မှုအတွင်းအုတ်ချုပ်ရည်မှုနိုင်ဦးဟာဥကောင်းတက်တက်ကိုတနက်ကြီးစံတစ်ချက်ထိမှန်ပွဲချင်းပြီးသိမ့်ဆုံးသွားပြီး၎င်းထံမှလက်ပစ်ဘုံနှလုံးမိုဘိုင်းဖုန်းတစ်လုံးငွေသားတသိန်းကျပ်နဲ့မှတ်ပုံတင်တစ်ခုလိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနိုင်ဦးဟာအကြံဖတ်စစ်တပ်ကထုတ်ပေးထားတဲ့တနက်နဲ့လက်ပြဘုံကိုပြပြီးပြည်သူများထံမှစစ်မှုတန်းကြီးဟုဆိုကငွေကြေးများချင်းချောက်ကောက်ခံခြင်းလူငယ်များကိုအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးရုံသာမကအသက်60ကျော်အရွယ်အမျိုးသားများကိုပါပေါ်တာဆွဲဖမ်းဆီးချင်းချောက်ငွေညစ်ခြင်းတော်လန်ရေးတပ်ဖွဲ့များနဲ့ပြည်သူများကိုဆဲဆိုစိန်ခေါ်ခြင်းအုပ်ဖို့မျိုးအနောက်ချမ်းမှာရှိတဲ့ကြေးရွာတွေကိုစက္ကဆများနဲ့တူပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်နေခြင်းကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ။အုတ်ကြီးနိုင်ဦးက PDF တွေတည်ရဲရင်အုတ်ဖို့နောက်ချမ်းကိုလာခဲ့ကြငါစောင့်နေမယ်လို့စိန်ခေါ်တယ်။အခုညအလူလာမဲ့လူငယ်တွေကိုအုတ်ကြီးနိုင်ဦးနဲ့စစ်ခွေးတွေပေါ်တာဆွဲမဲ့တရင်ရလို့ငရှင်ရိုးရွာကိုသွားပါတယ်။ရွာလေကအလူမန်းတက်မှာထိုင်နေတဲ့သူ့ကိုအပြင်ခေါ်ထုတ်ပြီးခေါင်းကိုတနက်နဲ့တစ်ချက်ပြစ်ခတ်ရှင်းလင်းလိုက်တာပါ။ ဒီကောင်ကသူအုပ်ချုပ်တဲ့ငရှင်ရိုးအုပ်စုကရွာရေအပြင်အုပ်ဖို့မျိုးအနောက်ချမ်းကထူကုံအုပ်စုမတောင်းတအုပ်စုနဲ့နနွင်းကုံအုပ်စုတွေကရွာရေကိုပါစစ်ခွေးတွေနဲ့အတူရွာစဉ်လှည့်ပေါ်တာဆွဲနေတယ်လို့တာယာဝရီခိုင် PDF မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်တရားဝရီခိုင်တရင်383ညနှစ်တက်ခွဲလေးမြေအောက်ပျောက်ကြားတက်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းရေးတက်ဖွဲ့များကိုဒုက္ခပေးနေတဲ့စစ်ကောင်စီနဲ့တောက်တိုင်များကိုအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်၎င်းတို့အနီးမှာတွာလာနေထိုင်ခြင်းများလုံးဝလုံးဝမပြုတ်လို့ကြရင်အသိပေးနှိုးဆော်ထားပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာပြည်သူများကိုလေရင်နဲ့ဘုံချစ်တပ်ဖြတ်နေတဲ့မင်းအောင်လိုင်းရဲ့လှုပ်ရက်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်အောင်တပ်စင်းတို့နှုတ်ဆက်နေမှုအပေါ်ထိုင်းလွတ်တော်အမတ်မေဂွန်ထုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာပြည်သူများကိုလေရင်နဲ့ဘုံချစ်တပ်ဖြတ်နေတဲ့မင်းအောင်လိုင်းရဲ့လှုပ်ရက်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါနဲ့ထိုင်းဝန်ကြီးချုပ်အောင်တပ်စင်းတို့ကနှုတ်ဆက်နေမှုအပေါ်ထိုင်းလွတ်တော်အမတ်ကန်နီဗီဆပ်ဆန်ကသူ့ရဲ့လူမှုကွန်ရက်မှာတဆင့်မေဂွန်ထုတ်လိုက်ပါတယ်။ အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့အကြံပေးထိုင်းဝန်ကြီးချုပ်အောင်သက်စင်တို့ရဲ့အပြုသဘောဆောင်တဲ့စစ်ဆက်ညှိနှိုင်းရေးများနဲ့ကြားဝင်ခဲ့ကြောင်းတို့ရမှာကြားဝင်မှုရလက်အနေနဲ့စစ်ရဇဝဲကောင်မင်းအွန်လိုင်းကျူးလွန်နေတဲ့လောက်ရများကိုကြည့်ရန်လိုကြောင်းမင်းအွန်လိုင်းကအမှားများဆက်လက်လုပ်နေစေဖြစ်ပြီးမြန်မာပြည်သူများကိုတတ်ဖြတ်နေစေဖြစ်ကြောင်းယခုရပ်ပိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုများနဲ့ပြည်သူများကိုတတ်ဖြတ်ခဲ့ကြောင်း မြန်မာပြည်သူများကိုတပ်ဖြတ်နေတဲ့မင်းအောင်လိုင်းကိုစိစက်ညီနိုင်ပေါ်ဖြစ်လက်ဆွဲနှုတ်ဆက်ခဲ့မှုအတွက်အာဆီယံဥက္ကဋ္ဌနဲ့ထိုင်းဝန်ကြီးချုပ်အောင်တပ်စင်တို့မှတာဝန်ရှိကြောင်းမြည်သည့်အတွက်ကြောင့်မင်းအောင်လိုင်းရဲ့လုံရများအတွက်မလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်အောင်တပ်စင်တို့နှုတ်ဆက်နေပါတယ်လို့မေကွန်ထုတ်ထားပါတယ် ထိုင်းနိုင်ငံကိုမင်းအွန်လိုင်းကိုခေါ်ပြီးတွေ့ဆုံခြင်းအတွက်ထိုင်းဝန်ကြီးချုပ်တက်စင်မလေးရှားဝန်ကြီးချုပ်တို့အနေနဲ့မင်းအွန်လိုင်းရဲ့ကျူးလွန်မှုများအတွက်မြန်မာထိုင်းမလေးရှားသုံးနိုင်ငံလုံးမှပြည်သူများရဲ့မေးခွန်းများကိုဖြေကြားရန်လိုအပ်ကြောင်းထိုင်းလွတ်တော်အမတ်ကထောက်ပြထားပါတယ်။မကြသေးမီကမင်းအွန်လိုင်းကလွတ်ငြိမ်းချမ်းသာခွင့်နဲ့အကျဉ်းသားများကိုလွှတ်ပေးခဲ့ပေမဲ့လွတ်မြောက်လာတဲ့အကျဉ်းသားအများစုရဲ့60ရာခိုင်နှုန်းကျော်မှာရာဇဝတ်မှုကျူးလွန်သူများဖြစ်ကြပြီးလွတ်မြောက်တဲ့နိုင်ငံရေးအကျဉ်းသားအလွန်နှေးပါကြောင်း လက်ရှိမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးအကျဉ်းချခံနေရတဲ့နိုင်ငံရေးအကျဉ်းသား2,298ဦးရှိပြီးဒေါ်ဆန်းစုကြည်နဲ့အရက်သားနိုင်ငံရေးကောင်းဆောင်အများအပြားထောင်ချနေစေဖြစ်ကြောင်းနိုင်ငံရေးသမားများကိုထောင်ချပြီးရွေးကောက်ပွဲကိုစစ်တပ်ကမြည်တို့ကျင်းပမည်နည်းဟုမေးခွန်းထုတ်เสียရှိကြောင်း၎င်းကထောက်ပြပြောဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လာရှုကိစ္စမှာတရုံမကောင်းကြောင်းမပြောရင်ကျေးဇူးရှင်ကိုမစော်ကားရင်စစ်ကောင်းဆောင်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်ရဲ့ညှိနှိုင်းပေးမှုကြောင့်လာရှိုးမျိုးကိုပြန်ရခဲ့တဲ့အတွက်ပြန်လဲတီဆောက်ရေးကာလမှာတည်ရင်တက်ဖွဲ့ရင်းနေနဲ့တရုတ်မကောင်းကြောင်းမပြောကြဖို့နဲ့ဂျေဇူးရှင်ကိုမစော်ကားဖို့စစ်ကောင်းဆောင်ကသတိပေးပြောကြားလိုက်ပါတယ်။ဧပြီလ20ရက်မနေ့ကပြည်ဦးလယ်တက်နယ်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုခဲ့တာဖြစ်ပြီးလာရှိုးမျိုးအတွင်တက်နေရခြားထားရေးကိစ္စမှာတရုတ်ကိုယ်စားလှယ်ဥဆောင်နေတဲ့ကိစ္စကိုဝင်ရောက်ဆွတ်ဖက်ပြောဆိုတာမျိုးမလုပ်ကြဖို့ပြောဆိုခဲ့တာလို့လပ်ပခါနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က TVB ကိုပြောပါတယ်။ လာရှိုးကိစ္စမှာတက်ကမကြေနပ်တဲ့သူတွေရှိတယ်လာရှိုးကိုတရုတ်ကအုပ်ချုပ်နေတယ်လို့ခန်းစားရလို့တခုခုဆိုတရုတ်ကိုအကြောင်းကြားပြီးမှလုပ်ရမယ်ဆိုတော့ဝေဖန်သူတွေလည်းရှိတယ်ဒါကြောင့်မနေ့ကပြင်ဦးလင်ကိုတက်ချုပ်ရောက်လာတော့တရုတ်ကိုမဝေဖန်ဘူးကျေးဇူးရှင်ကိုမစော်ကားဖို့မှတယ်ဆိုတာထက်သတိပေးတာလို့ပြောပါတယ် ဧပြီလ19ရက်နေ့ကလေးကလာရှိုးမျိုးကိုရောက်နေတဲ့တရုတ်ကိုယ်စားလှယ်တင့်ရှူကျင်းဥဆောင်တဲ့အဖွဲ့ဟာပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ကိုဖွဲ့စည်းထားပြီးစစ်တပ်ရဲစာရဖနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနေရာချထားပေးနေတယ်လို့အဲ့ဒီမှာရောက်နေတဲ့ခမရတရင်တစ်ခုကပြောပါတယ်။ကာဆာထမှုတရောကာဆာထမှုနှစ်ရောရောက်လာတဲ့တရင်မှုတွေကိုမှားတယ်တရုတ်ကိုယ်စားလှယ်အဖွဲ့ကပြောသမျှနားထောင်ဖို့လမ်းညွှန်ချက်တွေကိုလိုက်နာဖို့တကယ်လို့တရုတ်အဖွဲ့စိတ်ညွန်ညင်စရာတခုခုလုပ်မရင်ဇုံခုံစစ်ခံရမယ်ဆိုပြီးတော့ပြောပါတယ် စစ်ရေးအရာမခံမနိုင်သေးတဲ့အတွက်လာရှုံမျိုးကိုဌာနဆိုင်ရာရုံးတွေအကုန်ပြန်မဝင်ကြသလိုစစ်ဆောင်ပြည်သူတွေကလည်းမိမိတို့နေအိမ်ကိုလာရောက်ကြည့်ရှုတဲ့အဆင်ပဲရှိသေးတယ်လို့သူကဆက်ပြောပါတယ်လက်ရှိအချိန်မှာလာရှိုမျိုးကိုတရုတ်ကိုယ်စားလှယ်စစ်ကောင်စီတက်တဲ့ကိုကန်တက် MND အဖွဲ့၃ပွင့်ဆိုင်အုပ်ချုပ်မဲ့ပုံစံမျိုးတွားမယ်လို့တုံ့တက်သူတွေလည်းရှိနေပါတယ် 2024ခုနှစ်ဩဂတ်လ3ရက်တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယလှိုင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလာရှိုးမြို့ကိုကိုကန်တက် MND နဲ့တော်လန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာကပ္ပဆာ73မှာဗိုလ်မှူးဖြိုးမင်းကျော်တက်ကြက်အောင်စော်နိုင်နဲ့ရဲတုတက်ကြက်ထွန်းပြေစုံတို့ကိုငွေကျပ်3000ကျော်နဲ့အတူဖမ်းမိပေမဲ့စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်နေပြည်တော်ဥတ္တရသီရိမြို့နယ်ကပ္ပဆာ73မှဘုံမူဖြိုးမင်းကျော်တက်ကြအောင်စော်နိုင်တဲ့ရဲတူးတက်ကြထွန်ပြေစုံတို့ကိုငွေကျပ်3000ကျော်နဲ့အတူဖမ်းမိခဲ့ပေမဲ့စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်3ဦးစလုံးသေဆုံးသွားကြောင်းအဖိနှိတ်ခံပြည်သူတော်လိုင်းအားစုပြည်သူလွတ်မြောက်ရေးတပ်မတော် OPRF PLA တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြပါတယ်ဧပြီလ19ရက်နေ့ကအကျမ်းဖတ်စစ်ကောင်စီဌာနချုပ်ရုံးဆိုင်ရာနေပြည်တော်တိုင်းဥတ္တရသီရိမြို့နယ်လမ်းမိုက်တနေရာမှာ OPRF PLA အဖိနှိတ်ခံပြည်သူတော်လိုင်းအင်အားစုပြည်သူလွမြောက်ရေးတပ်မတော်မှရဲဘော်များကအချိန်၃နာရီကျော်ကြာထိန်းချုပ်စစ်ဆေးခဲ့ကြောင်းအဲ့ဒီလိုစစ်ဆေးနေစဉ်ဗိုလ်မှူးဖြိုးမင်းကျော်အပါအဝင်၃ဦးကိုစစ်အုံဆောင်ငွေကြီးသိန်း၂000ကျော်နဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းအဲ့ဒီနောက်စစ်တုံးမှန်၃ဦးကိုဖမ်းဆီးမိပြီးပြန်လည်ဆုတ်ခွာလာစဉ်မှာစစ်တပ်ကလိုက်လံတိုက်ခိုက်မှုကြောင့်စစ်တုံးမှန်၃ဦးစလုံးသေဆုံးသွားကြောင်းသိရှိရပါတယ်ဖမ်းဆီးရရှိခဲ့ပေမဲ့စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့စစ်တုံးမှန်၃ဦးမှာ အမှတ်73ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစ73မှဘုံမှုဖြိုးမင်းကျော်အမှတ်963ရစစ်မြေပြင်အင်ဂျင်နီယာတရင်တက်ခွဲ3မှတက်ကြက်အောင်စော်နိုင်ရဲတူးတက်ကြက်ထုံးပြေစုံတို့ဖြစ်ကြောင်းသိရှိရပါတယ်တော်လန်ရေးတက်ကစစ်တုံးပန်းများကိုဖမ်းဆီးပြီးအပြန်မှာအကြံဖတ်စစ်ကောင်စီတက်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရမှာဖမ်းဆီးရရှိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးစလုံးတိတ်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၎င်းတို့နဲ့အတူပါရှိလာတဲ့စစ်ဘက်ဆိုင်ရာအတုံးဆောင်များငွေကြေးပြည့်စုံပါဝင်ကာလတံပိုးသိန်း2000ကျော်ကိုတင်ဆက်နိုင်ခဲ့ကြောင်းသိရှိရပါတယ် နေပြည်တော်နဲ့25မိုင်ဝေးတဲ့နေရာလောက်မှာတိုက်ပွဲထပ်ဖြစ်တာပါစခရီမိတာကကားနဲ့လာတဲ့အချိန်ဖမ်းမိတာပါအဲ့ဒီနေပြည်တော်လမ်းမိုင်းမိုင်တိုင်25ဝန်းကျင်မှာပါပဲဘုံမှုကိုဖမ်းမိပြီးအပြန်မှာဖြစ်တာပါလို့အဖိနှိတ်ခံပြည်သူတော်လိုင်းအင်အားစုပြည်သူလွတ်မြောက်ရေးတပ်မတော် OPRF PLA တပ်ဖွဲ့မှတာဝန်ရှိသူကပြောကြပါတယ် အဆိုပါလှုပ်ရှားမှုကို OPRF PLA အဖိနှိတ်ခံပြည်သူတော်လိုင်းအင်အားစုပြည်သူလွတ်မြောက်ရေးတပ်မတော်မှရဲဘော်များကတက်တွင်းသတင်းပေးများရဲ့တိကျတေကြတဲ့သတင်းအချက်လက်ပေါ်အခြေခံပြီးဝင်ရောက်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံးအထူးကိမရှိအောင်မြင်စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်စစ်ကောင်စီအဖို့ဘဲတောင်ဘဲကန်းစိုက်မီမတိဖြစ်လာနေတဲ့ပြည်တွင်းစစ်ဆိုတဲ့စောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ စစ်အာဏာသိမ်းမှုကိုလူတို့ရဲ့မစုံမနဲ့ကန့်ကွက်တွန်းလှန်နေမှုများဟာလေးနှစ်ကျော်ငါးနှစ်ထဲဝင်ရောက်လာနေပြီဖြစ်ပေမဲ့လည်းရင်းအားချေမှုနေရမယ့်အဆင့်ဖြစ်မလာဘဲ၎င်းတို့ရက်တီရရက်တီချောင်းအတွက်လူတို့ကဲ့သို့ပင်ခုခံတွန်းလှန်နေရတဲ့အဖြစ်ကိုပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။စစ်ကောင်းဆောင်များဘက်ကမန်မလျှော့သေးပေမဲ့လည်းအောက်လက်ငယ်သားများအလေအလက်အဆင့်ရရှိများကတော့၎င်းတို့ရှေ့လျှောက်ဘဲတောင်ဘဲကန်စိုက်တော်မီနီဟုမိကုံများနဲ့စိတ်တက်များပြိုဆင်းလာနေကြပြီဖြစ်ပါတယ်။ ငလင်ကြီးကလည်းအဲ့ဒီစိတ်ဓာတ်များအောက်ဆုံးသို့ရောက်အောင်ဆွဲချခဲ့ပြန်ပါတယ်။အဲ့ဒီလိုစိတ်များရှုပ်ထွေးလာကြဒီမှာလဲ၎င်းတို့အပြစ်ဆိုရမယ2024ခုနှစ်အကုန် BBC ရဲ့ပြုစုထားတဲ့စီးရင်စရာများအရမင်းအွန်လိုင်းနဲ့ဗိုလ်ချုပ်ကြီးများစိတ်ချလက်ချသွားရတဲ့နေရာတွေဟာဝေဟင်မှာတရားရာဂိုင်းနှုန်းရှိနေပေမဲ့လည်းမြေပြင်မှာတော့နိုင်ငံအကျယ်အဝန်းရဲ့27ရာဂိုင်းနှုန်းသာကျန်ရှိပါတော့တယ်။ 2021ခုနှစ်အောက်တိုဘာလထိုးစစ်ကြီးနောက်ပိုင်းစစ်တပ်ရဲ့ကြာဆုံးကန်းဟာစက်တိုက်ဆုတ်တလို့အရှင်ရလာခဲ့တယ်လို့လက်ရှိချူလာလောင်ကွန်းတက္ကသိုလ်မှာသူတေတီပြုလုပ်နေတဲ့ဂျေဆန်တာဝါကပြောကြောင်းဧပြီလ16ရက်နေ့ထုတ်အမေရိကန်မှာရှိတဲ့ Christian Science Monitor သတင်းစာကြီးမှာပါရှိလာခဲ့ပါတယ် နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအင်စတီကျူရဲ့အရှိတောင်အာရှရေးရာတာဝန်ခံမော်ဂန်မိုက်ကယ်ကလည်းစစ်တပ်ကငလင်အရေးကိုပေးချိတ်ပြီး၎င်းတို့အသက်ဆက်နိုင်ရေးအတွက်အာရုံစိုက်နေရပြီးတော်လိုင်းအားစုများနဲ့ထောက်ခံနေတဲ့ပြည်သူလူထုကြီးကိုနှိမ်နင်းနေရဆဲဖြစ်ပါတယ်။အဲ့ဒီလိုနှိမ်နင်းရမှာအရေးမြင့်များကိုချွေတာတုံးနေရတယ်လို့ဆိုပါတယ်။စစ်တပ်ဟာ ၎င်းတို့အစင်လာကိုချိုးပေါက်ပြီးနိုင်ငံတကာအကူအညီများပေးရန်နေမဆိုင်ပဲအကူအညီတောင်းလာသည်ကပင်၎င်းတို့အခြေအနေရင်းရိုင်နေနေပြီးကိုသိနေသောကြောင့်ဖြစ်တယ်လို့မစ္စတာမိုက်ကယ်ကထောက်ပြခဲ့ပါတယ်။စစ်ကောင်းဆောင်များအဖို့ကငလင်ဂယုနာကိုအခွင့်ကောင်းယူပြီးလူတို့ရဲ့အမုန်းတရားများကိုပြေလျော့သွားအောင်လုပ်နိုင်ခွင့်ရလာပါလျက်လူကြားမကောင်းအောင်ဆက်လက်ဘုံကျဲတိုက်ခိုက်နေတဲ့အဖြစ်ကိုကြည့်မိဆိုပါက၎င်းတို့အနေထားကိုမြည်တိုးမြစိတ်မချနိုင်ဖြစ်နေသည်မှာထင်ရှားနေတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်။ ငင်းကြင်ရေးရဖို့အကောင်းဆုံးအလားလာဟာလဲစစ်တပ်အားမရှုံနိုင်မကယ်နိုင်ဖြစ်လာပြီးတော်လိုင်းအင်အားစုများနဲ့စေ့ဆက်ဆွေးနွေးပါတော့မယ်လို့သဘောတူလာသည့်အထိလုံနိုင်မှဖြစ်မယ်လို့မြန်မာအရေးကျွမ်းကျင်သူများကယူဆနေတယ်လို့သတင်းစာမှာရေးသားထားပါတယ်။၎င်းတို့အဖို့အပေးအယူမလုပ်ရမဖြစ်တော့ဟုသောအနေအထားရောက်လာမှသာနိုင်ငံရေးအရဖြည့်ရှင်းချက်ပုံစံမျိုးထွက်လာနိုင်တယ်လို့ဂျေဆင်တာဝါကဆိုပါတယ်။တရုတ်မှ၎င်းတို့အားဆက်၍ထောက်ခံပေးနေခြင်းကပင်အဲ့ဒီလိုအနေအထားမျိုးရောက်မလာအောင်ဝင်ရောက်ဆွတ်ဖက်ပြီးဟန်တာပေးနေတယ်လို့ဖြစ်နေပြန်ပါတယ်။ တစ်တုံညာနှစ်ခုစစ်စင်ရင်းနဲ့တရုတ်တို့အလိုကျဖြစ်လာစေရမယ်လို့အာမတန်မန်လျှော့လာရတဲ့စစ်ကောင်းဆောင်များပြိုလဲသွားမဲ့အရေးကိုကာကွယ်နိုင်မှသာရှေ့လျှောက်၎င်းတို့ကျိုးဆွဲရာကနိုင်မဲ့အခွင့်အရေးကိုတရုတ်တို့လက်မလွတ်နိုင်ဖြစ်လာနေပါတယ်။ဒေါန်ဆန်းစုကြည်ကိုရခင်က ပြည်ပအားကိုပစိန်ရိုးလို့ယောက်ျားကြီးများတံမဲ့ကြွေးကြော်ခဲ့ကြတဲ့စစ်ဗိုလ်ချုပ်ကြီးများဟာယခုတော့တရုတ်ရုရှားတို့ကိုအဖေခေါ်နေရတဲ့အဖြစ်ကိုရောက်နေရရှာပြီးဖြစ်ပါတယ်။ လာရှုအပါဝင်ရှမ်းမြောက်ဒေသဟာလည်းတရုတ်တို့ခြေလှယ်ခြင်း၌ခြေလှယ်နိုင်ရန်ထိုးအပ်လိုက်ရပြီဖြစ်ပါတယ်။လက်ရှိမှာတော့စစ်တပ်ကိုတိတ်ခါဆဲနိုင်အောင် လာရှုမျိုးကွက်ကွက်ကလေးသာထိုးအပ်ပြီး၎င်းတို့လှုပ်ရွေ့မရအောင်ပတ်ဝန်းကျင်နေမြေများကို MNDAA ကထိန်းချုပ်ထားမယ်လို့လည်းသိရှိရပါတယ်။ရုရှားသွားခဲ့တဲ့ခီးစဉ်ကိုယခုထိ TV မှလွှင့်၍မပြီးနိုင်မစီးနိုင်ဖြစ်နေပါတယ်။ ဤဒီကလည်းပူတင်ကမမမမရက်ပေးနေတဲ့ယောက်၎င်းတို့အပေါ်အယုံကြည်မဲ့လာနေတဲ့အောက်လက်ငယ်သားများအားစိတ်တက်တက်လာအောင်စိတ်တက်မြင့်တင်ပေးနေခြင်းဖြစ်ပါတယ်။မင်းအွန်လိုင်းကတာစင်လောက်အဆင့်ကလှန်ခေါ်လဲဘန်ကောက်ကိုအပြေးကလေးတွားရပြန်ပါတယ်။အန်နဝါနဲ့တာစင်တို့တောင်းဆိုထားတဲ့အပြစ်ခက်ရက်စဲရေးတက်တန်းတိုးဖို့သဘောတူခဲ့တယ်ဆိုပေမဲ့လည်းယခုအထိတုတ်တုံမြမလုပ်သေးပါဘူး။မင်းအွန်လိုင်းကအန်နဝါနဲ့ဘန်ကောက်မှာတွေ့ပြီးနောက်တစ်ရက်မှာပဲ၎င်းတို့ရဲ့တိုက်လေရင်များကတပိတ်ချင်းမြို့နယ်မှာရှိတဲ့လက်ကြရွာကို ပေါင်300ဘုံများကျဲချတိုက်ခတ်ခဲ့တဲ့အတွက်အရက်သား73ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိသွားခဲ့ပြီဖြစ်ပါတယ်။စနေနေ့မှာလည်းအဲ့ဒီရွာကိုထပ်မံဘုံကျဲတိုက်ခတ်ခဲ့ပြန်၍73ဦးထပ်မံသေဆုံးသွားခဲ့ရပြန်ပါတယ်။စင်ကူဘီးလင်းညောင်လေးပင်ဘီးလင်းနဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်အတွင်းမှာရှိတဲ့လူနေဒေသများကိုပါဆက်လက်ဘုံကျဲတိုက်ခတ်ခဲ့ကြပြန်ပါတယ်။အန်နဝါအဖိုးက၎င်းအားခေါ်၍အတိမတ်ပြုတ်လိုက်ခြင်းသာအဖက်တင်ကြံခဲ့မိအရေး တကြွကျွေးခံရပြန်ပြီလို့လူနုံလူအကြီးအဖြစ်ဆွဆွဲခံရမိအရေးလူပေါင်းများမှားပြီလားဟူသောအတွေ့များနဲ့စိုးရိမ်နေလောက်ပြီဖြစ်ပါတယ်လူတို့အပေါ်အကြမ်းဖက်တဲ့နီလန်းမျိုးနဲ့အာနာကိုရီလီခိုနေရတဲ့စစ်ကောင်းဆောင်များကတော့ယခုအခါတနက်ကိုပင်တသက်နဲ့တကိုအနီးကပ်မြင်ဘူးခဲ့ခြင်းမရှိတဲ့လူငယ်များရဲ့ဒလက်ဆက်တိုက်ခိုက်ခြင်းများခံလာရတဲ့အတွက်ဘဲတောင်ဘဲကန်းဆိုင်မိမသိဖြစ်လာနေခြင်းမျိုးမှာအပြည့်ရဖို့အရေးအဘယ်သူများခေါင်းထဲထည့်နိုင်ကြပေမည်နီးလို့ရေးသားထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။